2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစိုဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာ။မင်းတို့ရည်ရွယ်ချက်တွေမှားနေပြီ။အင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်ကောက်ဝင်းမာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တော်လန်းချီတိုင်းပြည်သားရာဝါပြောရေးနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လောက်တယ်နော်เอ้ ခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်လူမှုစီးပွားဖွံ့ဖြိုးဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲအောင်သွားပြီးမဲပေးစို့ဘယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရရလေရှောက်မန့်မနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘသူမှကဲမှာမဟုတ်တော့အဲအခုကနေတို့တက်ွက်ဆိုရင်ကြည်လိုက်ဒီကောင်နေဆိုမအေးလို့တက်ွက်ဟောလာမြင်းမြတ်တို့ပါတို့ဟိုလာအောင်ခိုင်းဒီကောင်နေနော်တကယ်ကောင်နေအကောင်နေဆိုရင်စိတ်ထက်ပါရုံမဟုတ်ဘူးလုံးဝဒီနေတို့ရဲ့မြင်းမြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့ တွက်လက်တပွဲရဲ့အောင်ခိုင်တို့တပွဲရဲ့တခြားသောဘက်ကွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွန်းလျှော့လောက်တွေကိုရတယ်လုံးဝပြပြန်တယ်သူတို့စိတ်ထက်ပါနေပြီးတော့ပျော့နေစကလုံးတွေကထွက်နေတယ် အားလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်တွေကစိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့လူလူစိတ်မဝင်စားတဲ့ရွေးကောက်ပွဲအမှုပညာရှင်တွေနဲ့နှိုးဆော်နေရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝေဖန်တုံးသက်တင်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးပြီးဝေဖန်တုံးသက်ပေးကြပါဦးဟိုကြည်လင်တဲ့မျက်နှာလားအေးမြတဲ့မျက်နှာလားငိုဝမ်းမဲ့မျက်နှာလားစိတ်ညစ်နေတဲ့မျက်နှာလားဟိုပျော်ရွှင်နေတဲ့မျက်နှာလားဟိုသူတို့မျက်နှာကိုပုံနဲ့အမျိုးမျိုးနဲ့သူတို့ လုံနိုင်စွမ်းရှိတယ်။အဲ့ခါကျခုမင်းအောင်လိုင်ကခုလိုမျိုးတနက်ကြီးနဲ့ထောက်ပြီးလောက်ခိုင်းတဲ့ခါကျတော့သူတို့ကဒီညက်နာတွေကအခုကြီးမှာတပ်ပုံလေးတပုံမှာကျွန်တော်ထောက်ပြထားမှာဟုတ်ပြီနော်ဒီရွှေထူးပုံလေးချိုးတွေကတော့ဟာသားရေးရေးနဲ့တွေ့တယ်ပေါ့နော်ဒီ Facebook မှာပါရေးလဲဆိုရွှေထူးကိုကြည့်လိုက်ပါအောင်နဲ့ဒီမှာသူကမော်ရီများတက်တာလားဒါမှမဟုတ်လို့ရှင်အစွမ်းနေတန်နေရလားဟိုညနာမူရပုံစံနဲ့နော်ဟိုညနာပုံစံနဲ့ပြောင်းလဲတာဖြစ်နေလို့ပေါ့နော်မရှင်းကြည့်လိုက်တပ်ပုံဟုတ်ပြီနော်အဲ့တော့ တိတာရဲ့အခုကနေတို့တက်ွက်ဆိုရင်ကြည်လိုက်ဒီကောင်းနေဆိုမအေးလို့တက်ွက်ဟောလဲမြင်းမြတ်တို့ပါတို့ဟိုတော့လက်အောင်ခိုင်းဒီကောင်းနေနော်တကယ်ကောင်းနေအကောင်းနေဆိုရင်စိတ်ထဲပါရုံမဟုတ်လုံးဝဒီနေတို့ရဲ့မြင်းမြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့တွက်လက်တက်ွက်ရဲ့အောင်ခိုင်းတို့တက်ွက်ရဲ့တခြားသောဘက်ွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွမ်းလျှော့လောက်တွေကိုရတယ်လုံးဝပြပြင်းနဲ့သူတို့စိတ်ထက်ပါနေပြီးတော့ပျော့နေစကလုံးတွေထွက်နေရ အားလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်ကြည်လိုက်လက်ရှိဒီသူတို့အနုပညာဒီကြံတဲ့လူတွေကြတော့ဟိုဖွေးဖွေးတို့ဒါအလင်းအောင်လို့ဆိုဘလောက်အင်တာမောက်လေးစားတယ်ဆွဲပြီးတောင်မှခေါ်လိုက်ရသေးတယ်မင်းတို့ဟိုကပြုံငါထောင်နှန်းဆန်ခိုင်းမှာအမ်အဲ့လိုပြောပြီးမှထပ်ပြီးမှနောက်ပိတ်ဆိုမလွှဲတာမဆောင်နိုင်လောက်လာအနေထားတွေဟုတ်လားနော်တိတာနေရပဲဟုတ်လားနော် ဟိုလူကလူတယောက်ရဲ့ဒီတမိုင်းနေသူတို့20ကဘာတွေဘယ်လိုစကလုံးနဲ့ဘယ်လိုမျိုးတွေဆိုတာအတိတာတင်ကြိုက်ကိုပြည်တီဦးလို့ဆိုရင်တော့ဒီပြည်တီဦးဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်တိုင်းမှာလည်းပြောပါတယ်သူစပြီးတော့ပြောတော့ဒီတချင်းနေတောင်ထွက်လာတယ်ခင်ဗျားတို့ဒီမှာပေါ့နော်ဘာတချင်းလဲဆိုတော့တက်ပြနေပြီဟေးတက်ပြနေပြီဟာဆိုတဲ့တချင်းကြားဦးတယ်မဟုတ်လားအဲ့တဲ့ချင်းမထွက်ခင်ကလေးပြည်တီဦးကနေပြီးမှဒီမိုက်ကြီးကင်ပြီးတော့နော်ဒီဟိုဘုံကြော်လားလှဲတန်းပါလားမသိဘူးအဲ့ဘက်မှာဟို တက်ပြက်နေဆိုတော့သိကြပါလေပါညာပေါ့နော်ဒီလိုကျွန်တော်တို့အဲ့လိုမှမတော်လန့်ဘူးဆိုလို့ရှင်ကျွန်တော်တို့မျိုးဆက်တွေအားလုံးနော်ကိုအာနာသိနေတာကတိတ်ရတယ်ဆိုတဲ့ဟာကြီးတို့အဲ့လိုမျိုးဒါပြောခဲ့တာနော်ပဲပဲနေနေပြောနောက်တစ်ခုဒါပြည်တူးလို့ဆိုရင်စပြီးတော့ဒီမတ်တင်ွေဆိုရင်သိန်း6000ဒီလိုမျိုးလူမဲ့တော့1000တော့ဟုတ်လားနော်ဒီတမောင်မြန်တော့6000တော့ဒီလိုမျိုးတွေစပြီးတော့ဒေါ်လန်ရဲ့တော့ရန်ပုံငွေသဘောမျိုးနဲ့မတ်တင်ွေဆိုစပြီးအားလုံးအဲ့တဲ့နေကြဖို့ကြမယ်ထင်ပါတယ်မှတ်မိလားမသိဘူးပေါ့နော်ဒီလိုမျိုးလူတွေကြည့်လိုက်ဟုတ်ပြီနော်ပြန်နောက်တစ်ခုပြည်တူးလို့ဆိုရင်ဒါအကယ်ဒမီပေးဝဲမှာလာပါအောင်ဒီလိုပဲ ဟန်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးစကလုံးနဲ့အတိတ်ပဲနဲ့ပြော့သွားရတယ်စိတ်ထဲမှာပါလဲပြုံးပြရတယ်ဆိုပြီးမှအဲ့ကလေးကဟိုဒါအိရာကျော်စင်တို့ဟာဟိုသူတို့ရဲ့စိတ်တက်ကိုဤသူတို့ချပြဘလောက်တောင်လေးစားစရာကောင်းလဲဟုတ်လားနော်ဒီခုကြည့်လိုက်လေရွှေထူးတို့ခင်ဝန်းဝါတို့နော်ဒီတခြားတော့လူတွေမှဟိုတချို့ကတစိတ်ထဲပါပြီးတော့ကိုကပြောပြမယ်စိတ်ပါလက်ပါပြီးပြောရတယ်မတူဘူးလေဟုတ်လားနော်ဟိုမပါဘဲနဲ့အကြောက်တရားကြောင့်ပြောရတယ်တခြားစီပဲအခုနေတိုးတို့ဒီ ဗီဒီယိုအဝါရဖြန်ကရိုက်ဖို့အတွက်မှာတခြားသောအနုပညာသမားတွေလည်းညင်းတာမျိုးတွေရှိတယ်ညင်းကြတယ်ပေါ့နော်ဒီကောင်နဲ့မအေလိုးတွေကမညင်းဘူးပေါ့နော်ဒီကောင်နဲ့သူတို့စိတ်ထဲကငကိုတော့လည်းဒါနေတိုးလို့ဆိုရင်ကြီးလိုက်မိုင်းတဲတွေလည်းကြော်ညာလို့ကြော်ညာနော်ဒါမျိုးတွေတကယ်ကြီးဆိုတော့ဒါကြောင့်မလို့လုံးဝလေးစားစရာအကောင်းပါတယ်နော်ဒါလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်ကြမှာပေါ့နော်ဟိုဒီချာလေးသတိထားပြီးကြီးကြီးသူတို့ရုပ်တွေကိုပေါ့နော်လုံးဝထင်ရှားပေါ်လွင်တဲ့အဒီတက်ပုံအသက်တွေပဲနော်အမကြီးလိုက် ောက်ပြီလားဆိုတော့ဒါကြောင့်မလို့နုပညာသမားတွေကလည်းနားလေတယ်လူဆိုဘဇူကပါဘဇူကပါဆိုတော့အားလုံးကတီးပြီးသားနော်အားတဲ့သူကမသိရင်မသိလိမ့်မဟုတ်ဘူးလားနော်ဒါကြောင့်မလို့ဒီလိုလူတွေလည်းကျေးဇူးတင်တယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဒီလိုမျိုးကိုစိတ်မပါဘဲနဲ့ဟိုဟန်မှုရမျက်နှာပေါ်ဆောင်ပြတာပေါ့နော်ဒါကြောင့်မလို့လည်းဒါ ဘောမတွေကပြောတယ်လေသူတို့မျက်နာတွေကမပြုံးပြော်ရှင်ဘူးတဲ့စိတ်မပိုင်ပုံစံမျိုးနဲ့တဲ့ဒါတစင်ဘူးတကောင်းမှဘောမဆိုလို့ရှင်တန်ခိုးတွေထားပြောနေအမှုပညာသမားတွေရဲ့မျက်နာတွေကိုကြည့်ပြီးတော့သူတို့ကအားမလို့အားမရဖြစ်ပြီးတော့အပြစ်တွေနဲ့ပြောနေပါတော့ဟိုပျော်ရှင်နေရာလည်းမရှိဘူးသူတို့မျက်နာကြီးတယ်မလုံချင်လုံချင်နဲ့အဲအဲ့လိုမျိုးဘောမတွေကိုယ်တိုင်ထောက်ပြလောက်အောင်ဖြည့်ပဲတော်တော်လေးအမိတ်သားသမီးတွေလို့ပြောလို့ရတာပေါ့နော်တကယ်ဟိုဝါရဖြန့်တဲ့ဗီဒီယိုတွေပါတဲ့ကောင်တွေပောက်ခွက်တွေကြည့်ကြည့်လိုက်နော်လုံးဝ bài đi biểu lưu biểu mà không biết điều nó sẽ cả sẽ cả lông rồng sa tông nám ở thòng này là ông thì hậu là nó để cái nó trong lúc đó thì đi bộ lưu để nó ba ông chịu alo lấy ra để lưu về biểu chân này thì lâu bảo bé mấy ông này ngà rồi dưới <laughs> cầu bờ hồ thì em nhì gan núp bên nhà nhì gan xô rồi đi tiêu xong đều cho nhà khai này để dưới cầu bờ lâu mẹ hậu của nó dưới cầu bờ lâu mẹ hậu trong này ngà lâu đi nhà để cho nhà bố mà lưu hả ở lúc cho nhà cái này lê nó ်နောက်တစ်ခုကမြန်မာနိုင်ငံမှာကလေတော်လန်မယ်ဆိုတာမရှိဘူးကြုံခံမယ်ဆိုတဲ့စိတ်ဓာတ်တွေခုဒီကောင်းနေနော်တရုတ်ဆောင်နေဆိုတော်တွေဟုတ်လားနော်အမြီးကန်နေသူတို့ကြည်လိုက်လို့ရှင်မဲအောင်လိုက်ခိုင်းတဲ့တိုင်းလုံမယ်စစ်ခွေးတွေလိုပဲဟုတ်လားနော်စစ်ခွေးတွေဘယ်နဲ့သွားဒီနဲ့သွားဟိုနဲ့စားဒီနဲ့စားအခိုင်းတဲ့တိုင်းနဲ့လျှောက်လုံနေတတော်လားမှုရပေါ့နော်ဟုတ်လားနော်မဲအောင်လိုက်အေးတိုင်းဆိုဝင်ရှိဘူးပေါ့တယ်မလို့ချင်းရှိပါပဲလို့ချင်းနေဒိုးလိုက်တော့အမ်နော်ဟိုစောစောစီးစီးကြတယ်တချို့ကကြွန်စိတ်တက်မရှိဘူးကွာနော်ဒါကြောင့်မို့လို့ ဟိုတွန်းလန်နဲ့တော်လန်နဲ့အာနာရှင်ကိုစောစောစီစီတည်တယ်။အချိုးတွေကကြတော့မတည်ဘူးကွာ။တဘိုးနဲ့နွားတွေဟုတ်လား။ကိုပိုက်ဆံရာရည်နဲ့ကိုရုပ်ဆောင်စုံမဲ့ဟာဒီတစ်ခုပဲတည်တယ်။ဇန်ညွန့်ရေးပြလိုက်အဲ့တိုင်းတရုပ်ဆောင်မဲ့ဒီတိုင်းရေးပြီးဒီလိုစိုးမဲ့အမ်းလူပိုင်းဆိုင်တွေနဲ့ဒီတိုင်းမဲ့။နောက်ဆိုတော့မဲအွန်လိုင်းကခုလိုမျိုးကြော်ညာတွေလောက်ခိုင်းနေသူတို့အမ်းသူတို့မျက်နှာကြီးတွေလည်းထင်ရှားနေတယ်နော်။ရှောက်ပြီးအော်ပြီးတော့အာကိုကိုကို သူသူများမြင်ဆက်เสียရကြီးပေါ့နော်မြန်မာပြည်သူတွေမြင်အများအကြီးနော်ဒီကောင်းလေးအောက်တန်းစားတွေပါလာဆိုပြီးမှနော်သူများခိုင်းတယ်လက်သုံးတော်ခံနေတာသဘောပေါက်လားမသိဘူးသိချစင်းသားကြီးနော်မြန်မာပြည်ကတရုတ်ဆောင်တွေအစိုးရတွေဟုတ်ပြီနော်မင်းအောင်လိုင်းကအေးဒါလေးဒီလိုလောက်ပါဆိုဒီလိုလောက်ရတဲ့အစင်သဘောပေါက်လားနော်ဒါကအဖက်ဖက်ကရှူတော့မျိုးဆောင်နေပြီးမှနော်ဒီ point of view ဆိုပြီးမှကြည့်မယ်ဆိုလို့ရှင်နံပါတ်1အချက်ဟိုဒါတွေက ဘယ်လိုမှမလုပ်သင့်ဘူးလေနော်အာနာရှန်နဲ့အမိတ်ပေးပြီးကြိုးကင်ပြီးတော့ကျွန်တော်အများအားပြောလို့ရှိပါတယ်ဆန်နဲ့ကြိုးကွေမင်းအောင်လိုင်းကဒီကြိုးဆိုရင်စစ်ခွေးတွေဘလို့ကဒီကြိုးဆိုရင်ရဲခွေးတွေဘလို့ကဒီကြိုးဆိုရလို့ရှိရင်ကျန်ဖို့အောင်ယူနီဖောင်းချုပ်ပြီးတော့ကောင်းတယ်ဘလို့ကိုယ်စပါညာရွေးကောက်ဘလို့ကဟုတ်လားဒီကြိုးဆိုရင်ပကွက်သားတွေဘလို့ကဒီကြိုးဆိုရင်ပေါမတွေဘလို့ကဒီကြိုးဆိုရင်တချို့ကြုံယူတွေဘလို့ကဒီကြိုးဆိုရင်အာလုံးမင်းတို့ဆက်မှုထန်ရေဦးပေါက်တာမလို့ကြည့်ပါပဲလိုချင်တယ်အမ်နော်သူကဆန်နဲ့ကြိုးကွေ အားလုံးသိထားမှာကပြည်သူတွေသိထားမှာကရွေးကောက်ွယ်ပြီးသွားပြီဟုတ်လားဒီရလက်ကိုလက်မခံဘူးဟုတ်တယ်နော်ဆိုတော့အမှန်ဆိုရင်လက်ခံရမှာပေါ့နော်အဲလက်မခံမဲနဲ့သူတိုင်းတနက်ကြီးပြပြီးကိုရွေးကောက်ွယ်လုပ်မယ်တဲ့နော်ကြတာတခုခုတတ်တတ်ခိုင်းလို့ကိုကိုကြီးတို့တခြားသောပါတီတွေကအစိုးရကလည်းအများံပြောပါတယ်ကျွန်တော်ဆိုရင်နော်အတုံးချနေတာကျွန်တော်အများံပြောတယ်လူမရှိလို့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်မင်းအောင်နိုင်ငံအတုံးတော်ကအတုံးချနေတာနောက်ပိုင်းဖြည်းဖြည်းဖြည်းနဲ့နီးကပ်လာတာနဲ့အများပါတီတွေဖြည်း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 နဲ့ ပါထုတ်တယ်နော်အဲ့ထက်မှာသူ့အတွက်မင်းအောင်လိုင်အတွက်ဒါအကြီးမားဆုံးအနေနဲ့ပါလဲဆိုရင်ဒီပါတီထဲမှာဆိုတတ်သက်ခိုင်ပါတီဒီသုံးလုံးဆိုပြီးမှနော်သူကနည်းနည်းအနေရှိရဲ့အဲ့တော့နောက်ပိတ်ဆုံးတကားအကျွေးတွေပါဖြစ်တဲ့ညာဖြစ်တဲ့ကောင်းတဲ့ပိုက်ဆံငွေကြီးကိစ္စရဲ့ကောင်းတဲ့တက်ပြီးတော့ပါထုတ်တယ်ဟုတ်လားအဲ့သူ့အတွက်အနေမရှိတဲ့ဒီအရန်လေးတွေကတော့အသာလေးထားထားတယ်ဟုတ်လားနော်ဒီလိုမျိုးအနေထားဆိုတော့ကိုတိထားမဒီမင်းအောင်လိုင်လောက်တဲ့ရွေးကောက်ပွဲဆိုခဲ့တဲ့ကျွန်တော်တို့သိရမှာဗာလဲလို့ဆိုလို့ရှင်မင်းအောင်လိုင် ပင်စင်မတင်မချင်းအောက်ချုပ်ချင်အာနာရချင်လို့အတူရောင်ရွေးကောက်ပွဲเนาะကျွန်တော်မြဲပြောတယ်ဗလာဒီမပူနင်းတို့ရှီချင်းဖျင်းတို့เนาะဒီလိုမျိုးသူတို့လိုမျိုးတယောက်တည်းအသေးထိအောက်ချုပ်နေတာပဲလေနောက်ထပ်တမ်းမရတက်လာတာရှိတယ်မရှိဘူးဟုတ်တယ်ဟုတ်ဆိုတော့ဒါကြောင့်မလို့သူကလည်းအဲ့လိုမျိုးအတူရောင်ဆိုပြီးမှအများတန်းအောက်ချုပ်ချင်လို့လုံနေတာအဲ့ဒါသိထားဖို့လိုအပ်တယ်เนาะသူကလို့ဘာတွေပဲပြောပြောမင်းအွန်လိုင်းအောက်သွားရွေးကောက်ပွဲဝင်ခံမယ်ဆိုတော့မင်းအွန်လိုင်းရဲ့လက်ကင်တုပ်တွေပဲဖြစ်တယ်ပေါ့เนาะ သူ့ဘက်အတိုက်ခံလည်းမရှိဘူးဘာမှမရှိဘူးဒါကတော့တော်လန်ပြည်သူတွေအားလုံးသိပါတယ်နော်မသိတဲ့တချို့တော့ငါနဲ့မဆိုင်ဘူးဘာညာဟိုမြန်မာပြည်သူတွေနော်လူအတွေကျွန်တော်အမြဲပြောတယ်တကယ်လူအတွေနော်အဲ့လိုလူတွေ ਨੇ ဟိုတေချာစင်နာကြီးဒီအတုံးချခံနေတာပေါ့နော်ဒီအမှုပညာသမားတွေကဟုတ်လားနော်မင်းအောင်လိုက်လောက်ပေးပါဆိုရင်လည်းသူတို့လောက်ပေးတယ်နော် သူတို့မှာကိုယ်ပိုင်အတွေးခေါ်ကိုယ်ပိုင်လှုပ်ရှင်တဲ့စိတ်နဲ့လှုပ်လို့မရဘူးအဲ့ဒါပဲအာနာရှင်ဆိုတာနော်အဲဒါမလို့ကိုယ်ပိုင်အသိဉာဏ်စိတ်ရှိမယ်ဆိုလို့ရှင်ကိုယ်ပိုင်တောင်းလှန်မှာဘသူတူတယောက်ကမှကိုယ်လာပြီးတော့ PR တွေဟုတ်လားနော်ပါမ push တွေလည်းပေးလို့မရဘူးနော်အခုကျွန်တော်ဒါမျိုးတွေအာနာရှင်ပြောတယ်အာနာရှင်မကောင်းကြောင်းပြောတာမှန်တယ်တိုးတော်များလည်း ကျွန်တော်ကနေပြီးတော့ကျွန်တော်အာပေါ်ရင်းနဲ့နော်ဟိုမင်းအောင်လိုင်းတို့ဒီအာနာရှင်ကပအာနာရှင်မြန်မာနိုင်ငံအာနာရှင်တွေကိုကျွန်တော်လောက်ကြံပြီးတော့အပူဆပ်ပလာကျွန်တော်ရဲ့ဆိုင်ယာဖက်တွေနဲ့ဒီလိုမျိုးပြောနေတာမဟုတ်ဘူးဟုတ်ပြီနော်ဆိုတော့အမှန်တိုင်းမကောင်းတာကိုမကောင်းဘူးဆိုလိုချင်တာအစိတ်ကိုကျွန်တော်မကောင်းဘူးတေးတဲ့တဲကိုတေးတာပြောတာမကောင်းတာကိုမကောင်းဘူးပြောတာကျွန်တော်လောက်ကြံပြီးအစိတ်ကောင်းပါတယ်ဟာကိုကောင်းပါတယ်ရှောက်ပြီးတော့ဖွဲ့ပြီးနှဲ့ပြီးပြောနေမှာဟုတ်ဘူးနော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့အသေးစိတ်နဲ့ကိုပြောတယ်တူတယောက်ကနေကျွန်တော်လာပြီးမှမင်းအာနာရှင်ကို တာမျိုးတွေလုံးမယ်ပြီးသူတွေခုလိုမျိုးเนาะ motivation လုံးမယ်လုံးစော်အောင်မယ်တက်ကြအောင်ဒီလိုမျိုးတွေတွေ့မယ်တူတယောက်ကကျွန်တော်ပိုက်ဆံပေးပြီးမှဖြစ်စေအမိန်ပေးပြီးမှဖြစ်စေเนาะဟိုအဲ့လိုမျိုးမဟုတ်ကျွန်တော်ရဲ့အတိညာကိုယ်ပိုင်အတိစိတ်နဲ့အဲ့လိုအတိစိတ်ရှိလာဖို့ဆိုတော့ကျွန်တော်ကမိပါလည်းမဟုတ်ဆရာတမလည်းမဟုတ်ကိုယ်ပိုင်ကိုယ်လေ့လာတဲ့တမိုင်းကြောင်းနေလေ့လာပြီးတဲ့အခါကျမှအော်ဒုနိုင်ငံကအာနာရှင်တွေကကြောက်မှုလို့ဒီလိုမျိုးဆင်းရဲနေတဲ့သူများနိုင်ငံတွေမှာเนาะကျွန်တော်မတန်းနိုင်ဘူးဟုတ်လားเนาะဒီလိုမျိုး အဲ့လိုမျိုးလူကကိုယ်တိုင်လေ့လာရင်သိလာပြီဆိုရင်လူတယောက်သိလာပြီဆိုရင်ကွာမင်းကိုယ်ကိုဂျင်းထက်လို့မရဘူးကစကားနဲ့ဆိုလို့ရှင်မင်းစီးပွားရေးလောက်တာပဲဖြစ်ဖြစ်ဟိုစိန်ပွဲသားကြောက်ပွဲသားအိမ်ချမ်းပြေပွဲသားဟောလာဒါမှမဟုတ်ကားရောင်းဝယ်ရေးဟိုသဘောတရားပြပြတာအဲ့လိုမျိုးဆိုကိုယ်မသိတဲ့သူဆိုရင်ဂျင်းထက်လို့ရတယ်သိတဲ့သူဆိုလို့ရှင်ဘလို့သွားပြီးတော့လိန်ညာပြီးတော့လှည့်ပြလို့ရမှာလေဟုတ်လားနော်အဲ့တော့ကိုတိထိုင်ကိုဘာတွေလုပ်တယ်လဲဒါကြောင့်မလို့အတိညာလို့ခေါ်တယ်နော်လူတယောက်ကအတိညာနဲ့ပြေဝလာပြီဆိုရင်ကိုဘာလုပ်ရမလဲဘလို့ ဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဆိုတာသူများတွေပြောတာကြားဘူးနော်ဝါစာအုပ်တွေလည်းစကားတွေတမိုင်းစာတွေဆိုတာထက်ကိုကိုယ်တိုင်ကိုယ့်ရဲ့အုံနောက်ကနေပြီးမှကိုယ့်ရဲ့အသိစိတ်ကနေပြီးမှနော်ကိုခွဲချပြီးလုတ်တဲ့မလုတ်တဲ့နာကိုတီလာအဲ့တော့ဒါမျိုးလုတ်တဲ့တူတယောက်ကလုတ်ခိုင်းလို့မရဘူးအခုဒါမျိုးဟာတွေတအားနာရှင်အောက်ကလုတ်နေသမျှလူတွေအားလုံးကမြန်မာနိုင်ငံသားတွေအားလုံးကကိုယ်ကအသိဉာဏ်မရှိဘူးသူများခမ်းရပဲလုံနေစစ်ခွေးတွေရဲခွေးတွေလို့ပဲเนาะအမိတ်အမိတ်ဆိုပြီးမှခုလည်းပဲအမိတ်ပေးနေအနုပညာသမားတွေအကြောင်းညွေးကောက်ပွဲအာသူတို့ တကယ်ကိုပိုင်အသိဉာဏ်အာနယ်လွန်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းကောင်းခွန်ဒါအာနာရှင်လို့ခေါ်တယ်ကျွန်တော်တို့မြန်မာသမိုင်းတခြားမှာဆိုတော့ဒါမင်းအောင်လိုင်ကအစိုးရလို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဒီလောက်ကြီးအများကြီးရှေ့ရတာနေဝန်တန်ရှင်တွေလောက်ပြီးမတက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တစ်ချက်ကအခုခင့်နေလဲကွာတာလဲတစ်ချက်ပါအခုဒါမင်းအောင်လိုင်ဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်အမှုပညာသမားတွေကိုအသုံးချလာခဲ့တယ်ဒါမျိုးတွေရှေ့ရအာနာရှင်တွေကြည့်မယ်ဆိုလို့ရှင်ဒါမျိုးမလောက်ခိုင်းခဲ့ပါဘူးနော်မင်းအောင်လိုင်ဆိုရင်အသေးအတန်း ဒါတော့ထားပါတော့ main online သူအသက်ရှင်ရေးအတွက်သူအသက်အာဏာနဲ့ဆွဲဆန့်နေတာအများကိုလူတိုင်းနဲ့ကပြီးတော့နော်ဒီတပိုးဆုံးမှာအဲ့တော့တော်လိုင်းဘွယ်တည်သူတွေကလည်းကိုလောက်ပြန်ရှိတာကိုနော်တက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 ်နဲ့ဆက်ပြီးလောက်ဖို့ပဲလိုတယ်နော်သူတို့လည်းနှီးမျိုးစုံနဲ့လောက်တယ်ဖြစ်မြောက်ရေးအောင်မြင်ရေးကျွန်တော်တို့လည်းတော်လိုင်းအောင်မြင်ဖို့ရေးရအောင်မို့မြေဥတော်လိုင်းအောင်ဖို့ဟုတ်လားအာနာရှင်ကြာရှုံးဖို့မြန်မာနိုင်ငံထုတ်တက်ဖို့ကောင်းဖို့ကျွန်တော်တို့ကဆွဲမလျှော့ပဲနဲ့မိမိတနိုင်တဲ့ဘက်ကနေတက်ကြွလို့အမြဲတမ်းနော်တော်လန်ဖို့ပဲလုပ်တယ်ဒီနေ့တော့ကြောက်ပါပဲဟုတ်လားဒါကြောင့်မလို့သူတို့ နီးမျိုးစုံနဲ့လောက်တယ်လို့ကျွန်တော်တို့ကလည်းနီးပေါင်းစုံနဲ့လောက်ရမှာဖြစ်တယ်လို့ပဲပြောနေတယ်ပဲတစစ်ကော်မရှင်ရဲ့မဲဆွယ်စည်းရုံးရေးနီးပြူဟာစစ်ကော်မရှင်ဥဆောင်ကျင်းပမိအထွေထွေရွေးကောက်ပွဲကိုပြည်သူလူထုတွေစိတ်ဝင်စားပြီးဆန္ဒမဲပေးစေဖို့အတွက်အမှုပညာအတိုင်းဝိုင်းမှာနာမည်ကြီးတရုတ်ဆောင်များနဲ့အဆိုတော်များကိုအသုံးပြုပြီးနှိုးဆော်နေရပါတယ်အတိတ်ကဆန္ဒပြခဲ့သူများစစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့၍ဖမ်းဆီးထောင်ချခံခဲ့ရသည့် အမှုပညာရှင်များကိုပင်ရင်းတို့ကျင်းပမိရွေးကောက်ပွဲအတွက်ပြန်လည်တုံးချလာနေသည်ကိုတွေ့ရပါတယ်။ရည်ရွယ်ချက်နိုင်ငံပိုင်မီဒီယာများကပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်လို့ပြည်သူချစ်တဲ့အမှုပညာရှင်တွေကလည်းပူးပေါင်းလှုပ်ဆောင်နေကြတယ်ဟုဝါဒဖြန့်ချိလျက်ရှိပါတယ်။ ပါဝင်သူများအာနာသိမ့်မှုကိုစန့်ကျင်ခဲ့ဘူးသောနမကြီးအမှုပညာရှင်အများအပြားကိုခေါ်ယူခဲ့ပြီးထောင်မှပြန်လည်လွတ်မြောက်လာသည့်ပြည်တည်ဦးနှင့်အင်ဒရာကျော်စင်အပါဝင်အကယ်ဒမီများရှင်များလည်းပါဝင်ရိုက်ကူးခဲ့ရသည့်ပြည်သူလူထုရဲ့စိတ်ဝင်စားမှုအခြေအနေလက်ရှိမြန်မာနိုင်ငံ၏စစ်ပေးစည်းဝါး၏ဒုက္ခများကြားတွင်ရွေးကောက်ပွဲအပေါ်ပြည်သူများ၏စိတ်ဝင်စားမှုသည်အလွန်နှေးပါနေသည်ဟုဝေဖန်သုံးသပ်ချက်များ အမှုပညာရှင်များပါဝင်မှုအပေါ်လူထုတုံ့ပြန်မှုစစ်ကောမရှင်၏ရွေးကောက်ပွဲနှိုးဆော်ရေးလုပ်ငန်းများတွင်ပါဝင်ရသည့်အမှုပညာရှင်များအပေါ်ပြည်သူလူထု၏တုံ့ပြန်မှုမှာအလွန်ပြင်းထန်ခဲ့ပါသည်လူမှုဖြစ်တံ social punishment ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းကဲ့သို့သောပွဲဥထွက်နှိုးဆော်မှုများတွင်ပါဝင်ခဲ့သူများကိုပြည်သူလူထုကလူမှုကွန်ရက်များမှတဆင့်ပြစ်ဒဏ်ပေးကာတပိတ်မောက်ခဲ့ကြသည်အတူအယောင်မဲဆန္ဒစစ်ကောမရှင်၏ဖိအားပေးမှုအောက်မှအမှုပညာရှင်များဝါဒဖြန့်တော်လဲ တကယ်စစ်မှန်တဲ့ပြည်သူတွေရဲ့မဲတော့ရမှာမဟုတ်ဘူးအခြေအနေကြောင်းမျိုးမျိုးကြောင့်အတူအယောင်မဲတွေပဲဖြစ်မှာပေါ့ဟုပြည်သူတဦးကသုံးသပ်သည်အချင်းချုပ်အဖြစ်စစ်ကော်မရှင်နေဖြင့်ပြည်သူလူထု၏အတိမတ်ပြုမှုရရှိရန်ညီမျိုးစုံကြိုးပမ်းနေတော်လဲလက်ရှိမြမအခြေအနေနှင့်ဖိနှိပ်မှုများကြောင့်ရွေးကောက်ပွဲအပေါ်လူထု၏စိတ်ဝင်စားမှုနှင့်ယုံကြည်မှုမှာအလွန်နှေးပါးနေစေဖြစ်ကြောင်းတွေ့ရပါသည်